အဲမင်္ဂလာခင်ဗျာနေ့ခုနှစ်ရက်နေပေါ့ကျွန်တော်တို့လူသားတွေကအဲပေါင်းတင်ဆက်ဆံရေးနဲ့ပဲမှာအရေးကြီးတယ်ပေါ့နော်အရေးကြီးတယ်ဆိုတာမရှိမဖြစ်အရေးပါတယ်အဲတယောက်ကနှစ်ယောက်ပေါင်းသွားတဲ့အခါမှာသူမမိသားစုတွေပေါင်းလိုက်တဲ့အခါမှာဒါဆိုအလုံးတည်ကြပါပြီအာအဓိကတော့အဓိကပါပဲ relationship ဆိုတာချစ်တန်ရောစင်လို့ပြောလဲမမှားပါဘူးလူမှုဆက်ဆံရေးလို့ပြောလဲမှန်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပေါင်းတင်ဆက်ဆံတဲ့အခါမှာဘဝကျင်ပေါ်အဲ့လေ အဲရှေ့ရဆက်ရှိတဲ့လူတွေဘယ်လိုပြောလဲဆိုရင် soul mate လို့ပြောတယ် soul soul amity mate လို့ပြောတယ်ဗျာနော်အားတစ်ချက်ပေါ့နော်နောက်တစ်ခုကချစ်ကြိုက်သွားတာတော့အလုံးသိကြပါနဲ့ချစ်ကြိုက်သွားတယ်ဆိုရင်သူတို့မှာဘာရှိနေလဲဆိုလို့ရှိရင်ဟောပေါ့ strong chemistry ရှိနေတယ်ဒီစလုံးလေးပေါ့နော် strong ဆိုတာပြင်းပြတဲ့ chemistry ကဓာတ်ဥပဒေပစ္စည်းတော့မဟုတ်ဘူးပေါ့အာဒီနေရာကိုပြောတာက they have strong chemistry ဆိုတော့တယောက်တယောက်မြစ်တာမျှနေကြတယ်ခံစားမှုတွေရှိနေကြတယ်အဲ့ဒါဟုတ် အဲ့ဒါ B1 fall in love ဖြစ်တယ်ပေါ့နော်ဒါတစ်လုံးပေါ့အဲ့ဒါစကလုံးနှလုံးနှလုံးတော့ထပ်ထပ်သွားနေရတယ်မှရှိတယ်နော်နောက်တစ်ခါကျတော့တယောက်ကိုတယောက်음သဘောမကျဘူးဆိုရင် तू ကတော့ငါ့ရဲ့အကြိုက်မဟုတ်ဘူးငါသဘောမတွေ့တဲ့သူပဲဆိုရင် she is not my type လို့လည်းပြောတယ်ဗျ not my type ဆိုတော့ dyb type ဆိုအမျိုးအစားပေါ့နော်အဲ့လိုမျိုးလေးတွေတုံးတယ်နောက်တစ်ခုကငယ်ရီးစားငယ်ရီးစားဆိုတော့ childhood sweetheart လို့တုံးတယ်အဲ့တက္ကသိုလ်ရီးစားဆိုတော့ လို့ပြောလဲ college sweetheart လို့ပြောတယ် university sweetheart တော့တုံးတာတော့မတွေ့ဘူးเนาะအထက်တန်းဆိုတော့ high school ပေါ့တင်ပြီးတည်းမလုံနဲ့တင်ပါတယ်เนาะအာနောက်တစ်ခုကကြတော့ချေးဆိုတာပေါ့ချေးဆိုတာကြာเนาะ propose to the woman to the girl လို့ပြောရင်မှန်ပါတယ် propose လုပ်တယ်ပေါ့ propose လုပ်တယ်ဆိုတာ make a commandment လို့ခေါ်တယ် commandment ဆိုတာကိုက ငါဘယ်နေ့တော့ယူမယ်ဘလို့ချစ်တယ်ဆိုတော့အာမခံချက်တွေကိုကပေးရတာမျိုးပေါ့အဲ့ဒါ make a commandment လို့လည်းတောင်းတယ်ပေါ့နော်အာနောက်မှကျွန်တော်ပြောချင်တဲ့ဟာလေးတစ်ခုရှိတယ်ပြအဲ့ဒါကတော့ဒီ has an affair ဆိုတဲ့စလုံး affair ဆိုတာ personal affair ဆိုရင်ကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စရှိတာ has an affair ဆိုလို့ရှိရင် तू ကတော့ has an affair ရှိတယ်ဆိုရင်ဖောက်ပြန်တာကိုပြောတာနော်ဖောက်ပြန်တာကိုပြောတာအာတခြားတစ်ယောက်နဲ့တွားပြီးတော့ဖောက်ပြန်နေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ ဘယ်လိုပြောလို့ရသေးလဲဆိုရင်လိမ့်နေလှည့်ပြားနေတယ်လို့ပြောလို့ရတယ် cheating ဆိုတာကြည့်ပါရဲ cheat the exam ဆိုစေး AD cheat တီးနေဆုံးတာနော်စေး AP ဆိုတော့ဈေးပေါ်တာပြောတာအဲ cheat အာ on now only by cheat on cheating on their husband her husband her wife ဆိုရင်သူ့ရဲ့ဇနီးသူမဟုတ်အယောက်ကြီးခင်မွန်ကိုလိန်လေဘာတနည်းအားဖြင့်ဖောက်ပြန်နေတယ်လို့ပြောတာပေါ့နော်โอเคအဲအချိန်နေနေမှာဘာရှိတယ်ဆိုတော့အပြန်လန်နားလေတငယ်ချင်းဆိုတော့ mutual 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 friends ပေါ့နော်အဲမျိုးရရှိဖို့လိုအပ်ပါတယ် mutual love